မြန်မာနိုင်ငံအနေနဲ့အာနာတင်းစစ်တပ်ရဲ့အကြမ်းဖက်လှုပ်ရွတ်တွေကြောင့်2025ခုနှစ်အောက်တိုဘာလအတွင်းအမျိုးသမီးစုစုပေါင်း90ဦးသေဆုံးခဲ့ရတယ်လို့မြမအမျိုးသမီးတမကာ PWU ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုလက်နက်ကြီးပစ်ခတ်မှု မတရားတပ်ဖြတ်မှုမြေမြုံမှိုင်းပနစ်ပခတ်နဲ့ဆက်နွယ်တဲ့လင်းပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ပြုလုပ်ခဲ့တာကြောင့်အမျိုးသမီး90ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူ80ဦးရှိတယ်လို့ဆိုထားပါဗျ။အဲ့ဒီလိုအကြမ်းဖက်ခံရမှုတွေထဲမှာလေးချောင်းတက်ခိုက်မှုကြောင့်သေဆုံးတဲ့အမျိုးသမီး96ဦးနဲ့ထိခိုက်ဒဏ်ရာရှိတဲ့အမျိုးသမီး69ဦးရှိတယ်လို့ဖော်ပြထားပါဗျ။အဆိုပါသေဆုံးသူတွေမှာရှမ်းပြည်နယ်အတွင်း23ဦးနဲ့အများဆုံးသေဆုံးခဲ့ပြီး မန္တလေးတိုင်းအတွင်း၁၇ဦးနဲ့စကိုင်းတိုင်းအတွင်း၁၀ဦးရှိတယ်လို့အတည်ပြုထားပါတယ်။အရင်နောက်စစ်တပ်ရဲ့လက်နက်ကြီးတပ်ခိုက်မှုကြောင့်၈ဦးသေဆုံးခဲ့ပြီး၅ဦးတိခိုက်ဒဏ်ရာရှိကမတရားတပ်ဖြတ်ခံရမှုကြောင့်၅ဦးသေဆုံးပြီး၃ဦးတိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။အော်တိုဘာလာအတွင်မြေမြုံမှကြောင်းတူဦးသေးဆုံးပြီးတူဦးတိကိုက်တန်ရရှိကပနေပခါနဲ့ဆက်နွယ်တဲ့လင်းပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင်း ၄ဦးတိခိုက်တံရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။2025ခုနှစ်အောက်တိုဘာလအတွင်းရှမ်းပြည်နယ်မြောက်ပိုင်းကိုစစ်တပ်ကလေးချောင်းတက်ခတ်မှုအကျဉ်း30ကျော်ပြုလုပ်ခဲ့တာကြောင့်အမျိုးသမီးနဲ့ကလေးသူငယ်တွေအပါအဝင်အရက်တာ49ဦးသေဆုံးခဲ့ပြီး82ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းနိုင်ငံအနှံ့မှာစစ်တရေအကြမ်းဖက်မှုတွေကြောင့်အမျိုးသမီး40ခုနူတေဆုံးခဲ့ရပြီး50ခုနူတိခိုက်ဒဏ်ရာရှိခဲ့တယ်လို့မြမအမျိုးသမီးတမကဘီဒဘလူးယူကပြုစုထားတဲ့စီးရင်တွေအရသိရှိရပါရဲ့ရှင်။